2004မှာဒါမင်းအောင်လိုင်းတိုင်းမှုဖြစ်နေပြီအဲဒါဟိုနပခဟိုရခိုင်တိုင်းမှုဖြစ်နေပြီမဟုတ်ဘူးအဲ့ကလေးကတိုက်လဲမှာအေးရအဲ့ကလေးကတိုက်တော့မင်းသတိရပါသူကတတ်မှတ်ထားတဲ့ကာလတဲ့ကြော်လုံပြီးတော့စောစောစီးစီးစီးရီမန်းချက်ကပြေဝနေရပါတော့အကုန်လုံးကဝုံ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 နဲ့ချလာလိုက်တာအခုဆိုရင်ဘကိုးမကွေပြင်အေယာရီအဲ့ဘက်တေထိပါဖြတ်ပြီးတော့ကာထားနိုင်တဲ့အနေထား အားလုံးပဲမင်္ဂလာပါကျွန်တော်ပြည်သူအားမငါတို့တန်စီစီရနေပြန်ပြီးတော့ကြိုးစိုးပါတယ်ဗျမင်္ဂလာပါအဲ့တော့ဘူးဒီခုတော့ဒါသတင်းကောင်းနေတဲ့ကနေပြီးတော့နော်ဘုံမကဟာသတွေကြီးရွေးတယ်ခွေးကဟာသတွေတင်းတယ်အဲဟုတ်တယ်မလားမရောက်လိုက်ဟွာဖြစ်တဲ့ဟာလေးအဲအဲ့ဥစ္စာလေးသုံးသပ်ပြီးပါဦးဟုတ်ကဲ့မရောက်လိုက်ရင် तू ကဟွာပေါ့ဘာလဲဆိုတော့တို့တော်တင်းနန်းတို့ဘာတို့တခုတက်လို့ရှိရင်လေဟုတ်အဲ့တော့ဟို စည်းကမ်းချက်ပြောတာပြောတာကဘာနဲ့ဆိုဆိုသူကတာမြင့်နေမြေဆိုသူကသွားသွားဖို့သတိပေးသလိုပဲသွားဖို့သတိပေးသလိုပဲတန်းစီပြီးွားလဲတင်တန်းသားကြီးတန်းစီပြီးွားစတင်တန်းဝင်တယ်တင်တန်းစည်းကမ်းတွေဖတ်ပြတာဟောဘယ်ချိန်ရေချိုးရမယ်ဘယ်ချိန်ထမင်းသားရမယ်ဘာလုပ်ရမယ်ညာတော့ဘယ်ချိန်အဲ့တွေးရမယ်ဘာညာပြီးွားရင်ဒီကနေ့သွားလိုက်ဘဏ္ဍဆိုင်မြောက်ဆိုင်မှာအရရရတယ်နော်အေးမသွားနဲ့နော်အိုက်ဆိုင်မသွားနဲ့နော်ဆိုရင်တန်းပြုတ်တာနဲ့အိုက်ဆိုင်လစ်ဖို့ချောင်းနေဒီမှာသတွေးတွေမျိုးချနေ တို့အဲ့လိုကိုသတိပေးတာသတိမျိုးချနေဘယ်နေရာဘယ်မှာဖဲသွားရိုက်လို့ရတယ်နော်ဘယ်နေရာမှာဟိုဟာဖြစ်တယ်နော်ဘလူးဘလူးပြီးရင်ဘယ်ဘယ်ဆိုင်မှာဘလူးချိတယ်အကုန်လုံးပြောပြတဲ့ဟာနီးပြပြောပြတဲ့ဟာကကိုရီကိုသွားဖို့တွေ့တရားလိုက်မှတ်ရတယ်လို့ဖြစ်တယ်အဲအဲ့လိုမျိုးပဲအခုအစီရင်အစီရင်အမှန်တကယ်ဆိုလိုက်စုံတဲ့နေရာမှာဘယ်ဆိုင်အရေးရတယ်မရတဲ့ဆိုင်ကိုသွားမေးမိနေမှာတရား ကူကသူကဆိုင်မဲ့အတိအကျပြောပြီးသားဘယ်ဆိုင်မသွားနေတော့ဘယ်ဆိုင်မှာပတ်စံချီးလို့ရတယ်ဘယ်ဆိုင်မှာဒီအတိုးပေးတယ်တို့ပါတို့ကျိုးဝယ်လို့ရတယ်ဘယ်ဆိုင်မှာနှလုံးထိုးလို့ရတယ်ဆိုတော့ तू อ่ะအဲ့ဒီဟာတွေအကုန်လုံးမင်းတို့မထိုးနဲ့တော့ဒါလုံးဖို့ပြထိုင်းလာပြောသလိုပဲအခုလက်ဒီတိုင်းပဲမင်းအောင်လိုင်းရဲ့သူဝန်ထမ်းတွေကိုအဲ့ तू อ่ะဟိုဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေပြီးတော့မှတမဝါမှဦးစီးဌာနကနေထုတ်တာပေါ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေပြီးတော့ပြင်ပစီပွားရေးပါအဲ့ဟိုဟာဖြစ်တယ်ပေါ့ညွန်ကြားချက်ဆိုပြီးတော့ तू 1940ရဲ့ ။အဲပြီးတော့2004ရဲ့1040ရတော့ထားတော့ဒါ main online မမွေးသေးဘူး။ဟုတ်။2004မှာဒါ main online တိုင်းမှုဖြစ်နေပြီ။အဲဒါဟိုနပခဟိုရခိုင်တိုင်းမှုဖြစ်နေပြီ။ဟုတ်။ဘုံအိုက်ကရေကတိုက်လဲမှာအေးရ။အိုက်ကရေတိုက်တော့ပြန်တယ်ရပါ။အဲ့တော့ဒီကောင်အခုလောက်ဒီအတွန်းရှင်မှာမဟုတ်ဘူး။ဒီကောင်ဒူးထောင်းလောလောကလေးပဲမြင်ရပါဗျာ။ดูดูท่อพี่เล็บใหญ่ยกตกท่าให้ปอปอรอปอมาหมดดูบ่บ่ล่ะ ဒါအဲ့ဒီ2004တိုင်းမှုဖြစ်နေအဲ့တုန်းကအဲ့တုန်းကလည်းတခါညွန်ကြပြန်ပြီးတော့ညွန်ကြထားတယ်ပေါ့နော်ပြီးတော့2013 14ဒီညွန်ကြချက်တွေကိုကိုးကားပြီးတော့မှသူကပါတယ်တော့နိုင်ငံဝန်ထမ်းတွေကသူတို့ရဲ့သူတို့နဲ့ဆက်နွယ်တဲ့တာသမီတွေဟိုဟာတွေကနာမည်ခံတာတွေနာမည်ခံပြီးတော့မှပြင်ပစည်းဝါးရေးကိုမလုပ်ဖို့အတွက်ဆိုပြီးရမှာအမေညွန်ကြကြည့်တယ်သူရုတ်တည်နေစရာရှင်းမျက်နှာသူများတွေကရှင်းမျက်နှာနောက်ထားပြီးပြောတယ်ကောရှင်းမျက်နှာကိုဘယ်နှတော့ထားပြီးပြောတယ်မသိဘူးဗျာ ။နောက်ထားတဲ့လူကတော်သေးရဲ့။ရှေ့မျက်နှာကိုဘယ်နှောက်သွားထားပြီးလဲ။တွေ့လဲ။တော်တော်စင်းနာကြတဲ့လူပြ။အဲ့လိုပြောတော့အော် तू ဒါတိုင်းမှုတယောက်2013-14ဆို तू ကာကွယ်ရေးဦးစီးချုပ်တောင်ဖြစ်နေပြီ။အဲ့ဒီချိန်မှာ तू ဘာတွေလုပ်ခဲ့လဲဆိုတော့ဒီညွန်ကြားချက်ကလည်းတစ်ဖက်မှာထွက်နေတာ။ဒါပေမဲ့ तू ကဘာတွေလုပ်ခဲ့လဲဆိုတော့2000ဒီဟွာလောက်မှာ15လောက်မှာ तू ကသူသားနာမည်နဲ့အောင်မြင့်မုံမင်းအောင်မြင့်မုံမင်းဆိုတဲ့ကုမ္ပဏီ အဲသူသားကဘာထီပေါက်လို့လှုပ်တာလားอืมဘယ်ကောင်းစီကပစံရလို့လဲသူစီကပဲပစံရတာပြီးတော့ तू तू အချိန်ဟွာနဲ့နာမည်ခံပြီးတော့မှာဦးခင်သတိသက်မုံတို့လို့ရှိရင်ဒီဟွာဘာလဲကန်တာယာဆေးယုံတို့ဟုတ်တယ်เนาะကျန်တဲ့မိုင်းတဲတွေဘာတွေပါသေးတယ် EV တွေပါပါသေးတယ် EV EV ရကူအနောက်ပါပါအဲ့ဒီမတိုင်ခင်တော့ဆိုလို့ရှိရင်ဒါစစ်တပ်ကဟိုလိုင်းငန်းနေပေါ့နော်စစ်တပ်ကလိုင်းငန်းနေဆိုလို့ရှိရင်သူကကကရာဟိုကာကွယ်ဒီအင်ဂျီဟွာနေပြီးတော့မှဒီဆောက်လို့ရေးဟွာနေပြီးတော့မှချပေးလိုက်တယ်ချပေးလိုက်လို့ရှိရင်ဒီဆောက်ကတိန်းတရာတန်နေဆိုရင်တိန်းတရာချပေးလိုက်တယ်တိန်းတရာချပေးလိုက်ရင်သူကကကရာကတခါတည်းသူက300ရာခိုင်နှုန်းရာကျုပ်ကိုသူကတခါလေကရောရတယ်ကရောရ80နဲ့အင်း300ရာခိုင်နှုန်းအဲ့တော့300 ဒီအဆောက်အဦက380ကျောင်းအဲ့80ကိုသူကအောက်ကကြီးတက်ဖွဲ့တွေကသူတို့စောက်ပါမယ်ဆိုတော့နာမည်ခံပြီးတော့မှအဲ့80လုံးကိုသူကမင်းအောင်လိုက်သားကိုအဲ့မင်းအောင်လိုက်သားအဲ့80နဲ့သူကအဆောက်အဦကိုလာစောက်တာသူကုမ္ပဏီနဲ့အဲသူကုမ္ပဏီနဲ့လာစောက်တာဟိုကောင်တွေကသူကလုတ်ပဲဟိုကြီးကလက်မှတ်ပဲထိုးပေးရတာနောက်ဆုံးကြီးပါခွက်ပြောက်တော့တာပေါ့အချင်းချင်းရဲ့သူကစခွက်ကိုပါလိုက်ပြီးတော့မှလူခဲ့တာပေါ့သူ့ဖေအချိန်ဝါနဲ့ဒီဟာတွေကသူတို့လုတ်ပြီးတော့မှသူကသူများကို မလုံးနဲ့ဆိုမလုံးနဲ့ဆိုပြီးတော့မှတိုင်းမြင့်နေတာစဟိုသူကတခါအနာမသိငယ်မှာသူကဘာလုပ်လဲဆိုတော့ဟိုသူကျန်တဲ့ဒီမိဖက်အဖွဲ့အစည်းတစ်ခုကိုသူကသွားပြောတယ်။ဘာပြောလဲဆိုတော့စီးပွားရေးလို့ရှိရင်ယူနီဖောင်းဝင်းနဲ့အဲဟုတ်တယ်။ဆိုပြီးသွားပြောလို့ဟိုကတဖွဲ့လုံးထွက်မယ်ဆိုပြီးတော့မှဟိုစီးဝေးလုတ်လဲပြီးတဲ့ပြီးတော့တဖွဲ့လုံးထွက်ခွင့်တင်မယ်လဲဆိုလဲဆိုအမှဗျာများပြီးတော့ကြောက်လန့်ပြီးတော့မှသူကိုယ်တိုင်အဲ့ဒီဟိုဟာနဲ့ဒီတပ်ဖွဲ့မှုနဲ့သူကိုယ်တိုင် ဖုံးဆက်ပြီးတော့မှပြောပြီးတော့မှစိတ်လျှော့ဖို့ပြန်ပြီးတော့ပြန်ချော့ရတဲ့အခြေအနေမျိုးထိဖြစ်ခဲ့တာပေါ့နော်အခုလဲသူဘလို့မှအခြေအနေမလှတော့ဘူးမလှတော့တဲ့ပြည်သူကိုအမျိုးမျိုးဘလို့နီးလန်းနဲ့နှိပ်စက်ရမလဲဘလို့လို့ရမလဲနော်ဟာဟိုမှာစာမျိုးဝဲဖြည့်တဲ့ဟိုဟိုဟာတွေဆိုလို့ရှိရင်ကလေးတွေဆိုလို့ရှိရင်စစ်တပ်ကိုတွားပြီးတော့ပြောတယ်အကျွန်မတို့တားတို့သမီးတို့စာမျိုးဝဲဖြည့်ဖို့အတွက်အဲတွားဖို့ပေါ့နော်တွားဖြည့်ရမယ်ဟာ အဆင်မပြေဘူးဆိုတဲ့ဟာကိုဒါဘယ်မှာလဲဆိုရှေးဘိုးမှာဟုတ်ရှေးဘိုးမှာဆိုရင်ဆောင်ဝဲပြေဖို့ဆိုပြီးတော့တောက်ပြီးတော့စစ်တပ်ကိုအကူအညီတောင်းတော့စစ်တပ်ကသူတို့ရက်ကခါမှလာပြောအမှန်နဲ့လိုင်းမပိုရဲလို့လိုင်းမပိုရဲလို့ရက်ကခါမှလာပြောလို့ဆိုပြီးကမှဟိုမိကျောင်းသားမိဘတွေကိုဟိုစူစူပူပြီးတော့မှစစ်တပ်ကစစ်ဘိုးကစူပူပြီးတော့မှပြန်လွှတ်လိုက်တယ်တဲ့ပြန်လွှတ်လိုက်တော့အဲ့ဒီကရွာခံတယောက်ကဘာလို့လဲ PDF ကိုသွားကြောင်းကြားတယ်ပီဒီအက်ကိုသွားကြောင်းကြတော့ပီဒီအက်ကအဲ့ဒီကလေးတွေကိုညီလိုက်တယ်။တ냐ကြီး ခยีလမ်းလျှောက်ပြီးတော့မှအဲ့ဆံမွဲပြေလို့ရတဲ့နေရာတိစာစစ်ဌာနရှိတဲ့နေရာတိလိုက်ပို့ပေးလိုက်လိုက်ပို့ပြီးတော့မှအခုကလေးတွေကဆံမွဲပြေနေရပြီဒီဟိုတက္ကသိုလ်ဝန်ထမ်းဆံမွဲပြေနေရပြီအဲ့တော့ပြည်သူရင်ထဲမှာဘာဘာရှိသွားလဲဆိုဟာစစ်တပ်သွားပြီးတော့အကူညီတောင်းလဲလကားပါပဲဆိုညီလေးပြောလို့လိုင်းငန်းတွေပို့ပို့ပြီးတော့မှဟိုမင်းအောင်လိုင်းပြောတယ်လိုင်းငန်းတွေပို့ပြီးတော့မှချက်ထွင်ပြီးတော့မှဟိုတက်ထဲမှာချက်ထွင်ပြီးတော့စောက်နေရပါပြီးတော့မလုံုံတော့ဘူးလေအပြင်မှာအပြင်မှာမလုံုံဘူးပြည်သူလက်ခံရင် မလုံးညုံနေရအကြောင်းကိုမရှိဘူးဟုတ်တယ်ပြည်သူတွေမှနေရလေဟမ်ပြည် ပြည်သူတွေမှနေရဖြစ်တယ်ပြည်သူကလက်ခံလို့ရှိရင်ပြည်သူကဒီစစ်တပ်ကြီးကိုစစ်တပ်ရဲ့လုံရက်တွေကိုလက်ခံနေဆိုလို့ရှိရင်စစ်သားရဲ့မိဘတွေကိုပြည်သူကကူညီဆောက်ရှောက်ထားမှာပဲဘဲမှဟိုဟာဖြစ်စီရမလို့ဟိုဟာစစ်စစ်သားမရရည်လဲအပြင်မှာမနေရတော့ဘူးပြည်ရပြည်ရအပြင်မှာနေရတဲ့လူကြတော့လေဘလို့လုတ်ပြီးနေရလဲဆိုတော့သူ့ကိုယ်သူစစ်သားမရလို့မပြောရတော့ဘဲနဲ့မပြောရတော့ဘဲနဲ့နောက်ဆုံးကိုဒီစီစဉ်မှာတခါပြောခဲ့လို့အစိမ်းအောင်လေးတော့လက်ပတ်ပြီးတော့ပါ မသွားရဲမသွားရဲတော့တဲ့ဘဝကိုဒီနိုင်ပြည်တွင်းမှာတော်တော်ဒုက္ခရောက်နေကြပြီပေါ့အဲ့ဒီကြားတဲ့ तू ကဝန်ထမ်းကိုကိုရဲ့ဟွာကိုလောက်ပိုင်ခွင့်ကိုအလွဲသုံးသားလုပ်ပြီးတော့မှသားသမီးတွေကိုနာမည်ခံခိုင်းပြီးတော့မှဆိုအဲ့ဒီညော်ကြချက်ထုတ်တဲ့လူကိုပဲအရင်မေးဦးနိုင်ငံသားမှာပြင်ကြီးနိုင်ငံသားမှာလည်းယင်းနှိမ့်နှံမှုတွေဘာကြီးလှုပ်တာခမားဘာကြီးလှုပ်တာလဲဘာတွေဝယ်ထားလဲကိုနိုတွေဝယ်ထားလဲကိုနိုတွေဝယ်ထားတယ်ညီပြေးဖို့သူတို့ဗိုလ်ချုပ်ကြီးတွေရဲ့ဟွာတွေသူတို့သားသမီးတွေကြပြီးပြောတယ်အမှုအမှုပညာရှင်တွေရဲ့ အခုဒါပတ်သက်ရှိသားသမီးတွေရယ်နောက်ဆုံးပြည်သူကညီလေးပတ်သက်မရှိတဲ့နော်ဝင်ငွေကောင်းကောင်းမရှိတဲ့ပြည်သူမိဘမချမ်းသာတဲ့ပြည်သူလူလူလူငယ်တွေကအခုအတိတ်တော့ကတကယ်ကိုရောက်နေရနုပညာရှင်တွေ78.35ကြာလဲပြည်သူစစ်မှုရန်ဥပဒေတွေမလိုက်ဘူးပြီးရင်ပတ်သက်ရှိတဲ့လူတွေမလိုက်ဘူးသူများကိုအစားထိုးတယ်ငွေပေးပြီးတော့တချို့ရွာဆိုလို့ရှိရင်တရွာလုံးကညီတယ်ပတ်သက်ရှိတဲ့ရွာဆိုတော့တရွာလုံးကရေကန်မြေကန်ကောင်းတဲ့ ရွာဆိုတော့လူကြီးကိုပတ်စံဝိုင်းပြီးတော့မှလာတင်ဝိုင်းပေးကြတယ်ပြီးတော့အဲ့ဒီကောင်ကသူတခြားရွာကနေဝယ်ပြီးတော့မှဟိုဟိုတကောက်ဖြစ်တဲ့ပိုဆိုးအေးမရှိပတ်စံမရှိတဲ့လူကပိုဆိုးတာဟိုဟိုစစ်ကုံကူးတဲ့ဟိုကလိုဇင်ဘိုဘိုဆိုတဲ့အတယောက်လိုကန်ကြီးတောင်ကတယောက်လိုပဲအဲ့လိုအစားထိုးပြီးလိုက်တဲ့ကောင်တွေကိုသူကပတ်စံပေးဝယ်ပြီးတော့ထည့်ရတဲ့အနေထားကိုရောက်နေကြတော့ဒါကြောင့်မင်းအောင်လိုင်းဒီချိန်မှာတော်တော်ဗျာများပြီးတော့မှဘာညွှန်ကြားလို့ညွှန်ကြားမှန်းလည်းမသိဘာတွေလုပ်လို့လုပ်ရမှန်းလည်းမသိ အဲကြောင့်ရှေးမျက်နှာနောက်ထားပြီးတော့ညွှန်ကြားချက်ထွက်တာလားရှေးမျက်နှာကြီးဘယ်နှဖွဲ့ပြီးတော့မှညွှန်ကြားချက်ထုတ်တာလဲတော့မပြောတတ်တော့ဘူးပေါ့နော်ဟုတ်တယ်ဟိုဒါ तू ကပြောလိုက်ပြီဆိုရင်တော့ तू ဘာမှမအပ်ဆက်တဲ့အတိုင်းပဲ तू မလုပ်တဲ့အတိုင်းပဲ तू အမြဲတမ်းမှာအောက်ကပဲဖိဖို့ကြိုးစားတယ်ပေါ့နော်ဒါပေမဲ့အဲဥစ္စာဟိုဟာတပုံစံမျိုးဖြစ်နေရပေါ့အောက်ကလူတွေအနေနဲ့သူ့ကိုဘယ်လိုမျိုးမြင်မလဲဆိုတော့ तू မတွေးဘူးလားစဉ်းစားမိရပါတော့သူ့အကြောင်းကိုသိတဲ့ဗိုလ်ချုပ်တွေရှိတာပဲလေနော်ဟာကွာမင်းကြတော့ဒီလိုလုပ်ပြီးတော့ပေါ့နော်အဲငါတို့ကြမှာဒီလိုလာပြီးပြိပင်လို့ရမလား အမိလန်ချိုးလိုက်ရမလားဆိုတော့အွက်တွေလာတော့မှာပေါ့နော်။ဒါဘလိုပဲဖြစ်ဖြစ်ဒီကောင်အုံနောက်နေတယ်ဆိုတာကိုဒါပြတဲ့ဟာပေါ့နော်။ဒါဒါကတော့ဒါမင်းအောင်လည်းရဲ့ဟိုဟာသမြောက်တဲ့ဇာတ်ကားတွေကိုကျွန်တော်စုစည်းပြီးတော့တင်ပြနေတာပေါ့နော်။နောက်တစ်ခါတော့ဒါကျွန်တော်တို့အာစာခေါင်းဆောင်အဲဒီခေါင်းဆောင်နေပေါ့နော်အားလုံးပေါင်း၁၀ဦး။အဲဥစ္စာကိုဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒါဖမ်းဆီးလိုက်တယ်ပေါ့နော်။အဲဥစ္စာတက်လာတယ်။အဲတကယ်ပြောရင်တော့ဒီအာစာဆိုတဲ့ဟာကဒီမင်းအောင်လည်းရဲ့စကားစားနဲ့ပေါင်းပြီးတော့ဒါအခါတက်တော့ AA ကိုပြန်ပြီးတိုက်နေတယ်အဖွဲ့တွေဖြစ်တယ်။အဲပြီးတော့ ဒီအဖွဲ့တွေကိုဒါမင်းအောင်လိုင်ရတယ်ပြည်သူစစ်ပုံစံအသုံးချတာပဲပြည်သူစစ်ပုံစံအသုံးပြုပြီးတော့ဒါအာရခတက်တော့အေးနဲ့ပြန်တိုက်ခိုင်းနေတဲ့ပုံစံမျိုးအဲ့ကြဒီဒီဖြစ်စဉ်မဖြစ်လာခင်မှာအာရှေ့မှာတခုရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒါကုလအထွေတွေတွင်မှုချုပ်ဒါအဒိုနီယိုဒါကူတာရက်စ်ကနေပြီးတော့ဒါမြန်မာနိုင်ငံထဲမှာလူသားချင်းစာနာမှုဒီအကူအညီတွေပေါ့နော်အဲ့ဒါတွေအချိန်မြင့်ပြီးတော့တိုးပြီးတော့လှုပ်ဖို့လိုတယ်ပေါ့နော်အဲ့လိုအကူအညီတွေကိုဒါဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒီလိုအကူအညီတွေကိုဖျက်ဆီးပေးရနိုင်ဖို့အတွက်ဆိုရင် ဒီပဏိပခအတော်တွင်းမှာဗောနောပါဝင်နေတဲ့အဖွဲ့အစည်းတွေကပူးပေါင်းပေးမှရမယ်ဗောနောအဲဒီဒီပြောရင်တော့ဒါသူကြီးညွန်းတဲ့ဟာကစားကားစရဲအာခတ်တတော် AA ရဲဗောနောအဲဒီအကူအညီတွေတကယ်လိုအပ်နေဒီပြည်တွင်းမှာလိုတယ်အဲ့တော့အဲ့အကူအညီတွေကိုပေးရနိုင်ဖို့ဘင်္ဂလားဒေ့ရှ်ကနေတဆင့်ပေးမယ်ဒါပေမဲ့အဲ့လိုပေးဖို့အတွက်ဆိုရင်ခုနဒါပဏိပခအတွင်းမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကပူးပေါင်းပေးဖို့လိုတယ်ဆိုပြီးတော့ပြောအဲဒါပေမဲ့အဲသူပြောတဲ့အထက်မှာနောက်တစ်ခုကဘာလဲဆိုတော့အဲဒီအခြေအနေတွေကြောင့်မလို့ AA နဲ့စကားပြောဖို့လိုတယ်သူပြောရတာအဲ့ဒါအဲအဲ့ဒါ အရန်တာသွားတယ်ဟိုပြောရရင်ဟိုမေအောင်လိုင်းတို့ဆာကဆာကိုနှာနှုတ်ဖျက်လိုက်တယ်လို့လည်းဖြစ်တယ်အဲဘာလို့လဲဆိုတော့ဒီ AA နဲ့ပဲသူစကားပြောရမှာပေါ့နော်ပိရိခပခအတွင်းမှာပါဝင်နေတဲ့အဖွဲ့စည်းတွေနှစ်ခုရှိမယ်ပေါ့ဟိုဘက်ဒီဘက်နှစ်ခုရှိရကြတဲ့မှာ AA နဲ့ပဲပြောမယ်ဆိုတာက A ကပြည်နယ်တစ်ခုလုံးမှာသူကအာဏာရယူထားနိုင်တယ်အကုန်လုံးနှီးပါပါเนาะအာဏာရယူထားနိုင်တယ်အဖွဲ့တစ်ခုဖြစ်လို့သူတို့ဒီစကားမျိုးပြောရအဲငါတို့ A နဲ့ပဲတွေ့ရတော့မယ် A နဲ့ပဲပြောရတော့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီအကူအညီတွေပြပြဝါရောက်ဖို့အတွက်ကို AU ပဲဆက်သွင်းมาရမယ်ဆိုတော့ဟာမျိုးတို့အတိဝင်လာတယ်ဗောနော်အဲ့ဒီဟာဒါစကားစားကိုပြန်ပြီးတော့တွေးကြည့်မယ်ဆိုရင်မင်းတို့တော်တော်ဆောက်ရှက်မဲ့သွားပြီလို့ပြောလို့ရတာဗောဘာလို့လဲဆိုတော့ဒါပြည်내ရဲ့အာဏာကို AU ကအပြည့်ဝရယူထားတယ်ဗောနော်အဲပြီးရင်အဲဒီလိုမျိုးအပြည့်ဝအကူအညီပေးရနိုင်ဖို့အတွက်ကိုဒါစကားစားကိုပေးလို့မရဘူးစကားစားကိုပေးရင်လည်းအပြည့်ဝရမှာမဟုတ်ရှေ့မှာဟိုဟာငါကိရှိတယ်ပြီးမုခါရှိတယ်ဗောနော်ဒီလိုကိစ္စမျိုးတွေဖြစ်လာပြီဆိုတိုင်းမှာနိုင်ငံတကာအကူအညီတွေပေးကြတယ် ပေးကြရင်လည်းတကယ်အများကြီးပဲပေးတာနော်ပစ္စည်းပစ္စည်းအားတွေရောဟာဟိုဟာမိုးကတဲရမှအစရေတန့်ဆက်တွေအစုံဒါမျိုးပေးတာမျိုးရှိတယ်ဒါမဲ့လည်းအဲ့ဟာတွေရောက်လာပြီးဟေးဆိုရင်ဒါဆိုင်းနေဝံပြောသလိုပေါ့ဒါလေးစိတ်မာနေမယ်ဟိုဟာစာတွေလာကတ်တယ်သူတို့ပဲလှူသလိုပေါ့နော်နောက်တစ်ခုကအဲ့လေးစိတ်ထရနေပဲမှောင်တဲ့အချိန်မှာပြန်ပြီးတော့အာကာကြီးကားငယ်အတွေ့အကြုံနဲ့ဒါတို့လူကြီးတွေဆိုခိုးထုတ်သွားတာရှိတယ်။ဒါခိုးပြီးတော့တခြားနိုင်ငံလာလူတဲ့ဟာပေါ့နော်။ဖြက်စားလက်စားလောက်တာပေါ့။တကယ်တော့ဒုက္ခရောက်နေတဲ့ပြည်သူစီကိုပေးရမယ့်ဟာ ဲ့ဒါတော့မှပဲတို့အခုလိုမျိုးဒါဖြတ်ပြီးတော့ယူယူယူရဲတယ်ပေါ့နော်ပြီးရင်အဲ့ပစ္စည်းတွေကနောက်နေ့ဆိုရင်ဒါဟိုမင်္ဂလာတုံဈေးတို့ဒါစစ်ပစ္စည်းဈာရဲတို့အပြင်အရက်သေးတို့အဲ့လိုနေရာမျိုးတွေမှာစစ်သားမိသားစုတွေကပြန်ရောင်းနေတာမျိုးတွေဒါမျိုးတွေကရှေ့မှာဖြစ်စင်နေအများကြီးရှိတာဖြစ်တဲ့အတွက်တို့မယုံတော့တာလည်းပါမယ်နောက်တစ်ခုကနေမြေဆုံးမှုအပိုင်းမှာဒါအေရတာပို့ပြီးတော့ဆုံးမထားနိုင်နဲ့စားကားစားကားခုနကလိုဘာမှကိုမကြံတော့ဘူးဆိုရင်အနေထားအဲဒါကြောင့်မလို့ငါတို့က ဒါအေးနဲ့ပဲစကားပြောဖို့လိုတယ်ဆိုပြီးတော့ပြောသွားတယ်ပုံစံပေါ့နော်အဲ့ဒါကတော်တော်မိုက်တယ်နောက်တစ်ခုကတော့ကျွန်တော်ဒါကျွန်တော်အမြင်ပေါ့နော်ပြီးရင် A ကအခု တိမ့်ပိုက်ထားနိုင်တာကတပီလုံးနီးပါ ကျန်တာဆိုလို့ဒါသူကကြောက်ဖြူရယ်မန်အောင်ရယ်စစ်တွေရယ်ဒီသုံးခုပဲကျန်တာပေါ့နော်အခုဆိုရင်ဒါကြောက်ဖြူနားမှဆိုလေဒါနေရာနှစ်ခုမှာတော်တော်လေးကိုတိုက်ဝဲပြင်းထန်နေရမျိုးတွေရှိတယ်နေလာညလာဖြစ်နေပြောနေတာကြောက်ဖြူလည်းနေလာညလာကျန်တဲ့နှစ်ခုလည်းနေလာညလာပေါ့နော်အဲ့ဒီနေထားဖြစ်နေတော့ဒါလုံးဝ ပြည်နယ်တစ်ခုလုံးနှီးပါးကိုအာဏာရယူထားနိုင်တယ်အဲလှုပ်ထားနိုင်တယ်ပေါ့နော်အဲဒါကြောင့်တကယ်သာအေးလို့လုံနိုင်မယ်ဆိုရင်အင်ဒီဂျင်းနိုင်ငံတွေရမှာအဆပေါ့နော်ဒီတပ်ဖွဲ့တွေပေါ်မှာစကားစကားပြောရမယ်ဆက်ဆံရမယ်ချိုးကိစ္စတွေမှာပူပေါင်းပြီးလုပ်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေသူတို့အသိပွင့်လာတယ်အဲဒီလိုပဲအေးကလည်းဒါချိုးကိစ္စတွေမှာပူပေါင်းပြီးလုပ်ပေးရရှိရတာဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒါတရားမဝင်ရေလုံသားတွေရောက်လာတဲ့အချိန်မှာဖမ်းဆီးပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုပြန်ထွေးပေးတဲ့ဖြစ်စဉ်တွေဆိုလဲ အများကြီးပဲရှိတယ်ဗောနော်အဲပြီးတော့ဒါ data ဖွင့်ပြဖို့အတွက်ဆိုလည်းအများကြီးပဲအေးရပို့ပြီးလုပ်ရနိုင်တယ်စစ်ကောင်စီတက်စာရစစ်ကောင်စီကသူ့မှာလုံပြရစရာနေရာကိုမရှိတော့အေးရကျသူသိမ့်ပိုက်ထားတဲ့မြို့တွေမှာသူအမီးဘေးလုံကျွေးနဲ့ပတ်သက်တဲ့အသိပညာတွေကသူဝင်မြပေးမလားအဲ့ပြီးရင်ခုနလိုစွကျွင်းကြံပစ္စည်းတွေပေါ့နော်မိုင်းတွေဒါလက်နက်ကြီးဟိုဘုံသီးတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့လိုက်လံရှင်းလင်းတာမျိုးတွေသူတို့ပဲလုပ်ပေးရအဲစစ်ကောင်စီကလုပ်ပေးလို့မရဘူးလုပ်ပေးစရာနေရာလည်းမရှိဘူး အဲ့ကြ AI ကပဲပို့ပြီးတော့ဒီရောဆိုင်နဲ့ပတ်သက်ပြီးတော့လုတ်ပေးနိုင်တယ်ပြီးရင်နိုင်ငံငံပူးပေါင်းဆက်ဆံတဲ့အပိုင်းတွေမှာဆိုလဲ AI ပို့ပြီးတော့လုတ်ပေးနိုင်တဲ့အနေအထားဖြစ်သွားတယ်အဓိကတော့သူကသူ့နေရာမှာသူကလုံးဝတကယ်စိုးမိုးထားနိုင်တဲ့သူဖြစ်သွားတာပေါ့အဲ့ကြတော့ AI လို့သာလုံနိုင်မယ်ဆိုရင်အခြားအဖွဲ့တွေရောပေါ့နော် AI လို့သာလုံနိုင်မယ်ဆိုရင်အဲနိုင်ငံတကာအကူအညီဆိုရရင်လည်းရလာနိုင်သလိုတခြားအင်ဂျင်နိုင်ငံတွေကလည်း အေးရဲ့သဘောကျပူပေါင်းလုပ်ပေးရမယ်အလုပ်ကိစ္စရယ်လည်းရှိလာနိုင်တယ်ဆိုတဲ့ဟာကိုလည်းသိစေခြင်းနဲ့ဒါကဘာလို့လဲဆိုတော့ဒီအေးရဲ့ပြောရေးဆိုခွင့်ရှိသူဥက္ကံဒုက္ခကလည်းပြောတယ်ပေါ့နော်ဒီနေဆက်ဖြတ်ကျော်ပြီးတော့အကူကြီးလိုတယ်ဆိုတဲ့ကိစ္စတွေကသူတို့တောက်လျှောက်ပြောခဲ့တဲ့ကိစ္စတွေဖြစ်အဲ့အတွက်အခုဒါကန့်သက်ထားတာမျိုးပိတ်ပင်ထားတာမျိုးမရှိဘူးပေါ့နော်အဒီစကားကအဲသူတို့အမြဲတမ်းပြောခဲ့တယ်ဆိုတဲ့ဟာကိုသူပြန်ပြောတာအဲ့ကြတော့အခုကျမှအခြေအနေကထူးတာ အဲ့အချိန်နေထူးတာလည်းတပီနယ်လုံးနှီးပါးရပြီဆိုတဲ့အချိန်တော့အချိန်နေထူးလာအဲ့ရှေ့ပိုင်းကာလာတွေမှာပြောတဲ့အချိန်တော့လည်းအကုန်လုံးကဘယ်ဟာနိုင်မလဲဆိုပြီးတော့စဉ်းစားနေတဲ့အနေထားလို့ယူဆရတယ်အဲ့ကြတော့နိုင်ဖို့တေချာသွားပြီဒီအဖွဲ့ကတော့နိုင်နေပြီဆိုတာသိပြီဆိုတဲ့အချိန်ကျမှဒီအချိန်တွေကထူးလာတာပေါ့နော်အဲ့တော့ပြီးရင်ခုနလိုဒါ A က2023ပေါ့နော်2023ခုနှစ်ထဲမှာ A ရဲ့ COC ချုပ်ကိုချုပ်ထွင်းပြနေတယ်သူပြောတဲ့ဒီစီရေးဟိုကြီးမန်းချက်ပေါ့နော်အစီအစီမန်းချက်က သမတ်ကာလာထက်ဆောပြီးတော့ပြေဝနေပြီဆိုပြီးတော့လဲဒါလိလာသုံးသက်သူတွေကပြောတယ်ဗောနော်တကယ်တကယ်လဲသမတ်ကာလာထက်ဒါတัวသမတ်ထားတဲ့ကာလာထက်ကြော်လွန်ပြီးတော့စောစောစီးစီးစီးရီမန်းချက်ကပြေဝနေတာဗောနော်အကုန်လုံးကဝုံ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 နဲ့ချလာလိုက်တာအခုဆိုရင်ဘကိုးမကွေပြင် AR တွေအဲ့ဘက်တွေအထိပါဖြတ်ပြီးတော့ကာထားနိုင်တဲ့အနေထားချို့နေရာတွေဆိုရင်ထိုးစစ်တွေစနေပြီဘကိုးတိုင်းနဲ့ဆိုရင်စကန်တစ်ခုသိမ်းနေဗောနော်အင်အားညာနဲ့ချီတဲ့စကန်တွေကြီးပဲသိမ်းနိုင်တဲ့အနေထားဖြစ်လာအဲ့ကြတော့ AA ရဲ့ထိုးစစ်အရှိန်ကြီးကိုလည်းသူတို့တေချာပေါက်တည်တယ် ပြီးတော့ပြည်တွင်းပြည်အဲဒီပြည်နယ်တွင်းမှာလည်းတကယ်အာဏာပါဝါအပြည့်ရယူထားနိုင်တာအေဖြစ်တယ်ဆိုတာလည်းသိတဲ့အချိန်မှာဒီအဖွဲ့တွေကဒါခုနလိုစကားဆန်နေဖြစ်လာတယ်ပြည်နယ်အပြုတ်မှုတွေပါလာတယ်ပေါ့နော်ဒါငါတို့ဆက်ဆံရမယ့်အဖွဲ့ဖြစ်တယ်ဆိုတာကိုတို့ကောင်းကောင်းသိသွားတယ်ကျွန်တော်ပြောချင်တာအဲ့ဟာဟိုတခြားအဖွဲ့တွေပေါ့နော်အခြားနေရာအခြားဒေသကအဖွဲ့တွေဆိုရင်လေအေးအေးလို့လုံနိုင်မယ်ဟေးဆိုရင်ခုနလိုမျိုးဒါလေတံတွေပြောင်းလာလိမ့်မယ်အခုနလိုမျိုးပူပေါင်းပြီးတော့လုံလို့ရတဲ့အပိုင်းတွေပါလာမယ်ပြီးတော့ဒေသတွင်းမှာရှိတဲ့ပြည်သူတွေပေါ့နော် ဒီစစ်ဘေးစစ်တမ်းခံနေရတဲ့ပြည်သူတွေလည်းအထိုက်အလျောက်အကူအညီတွေအများကြီးရလာနိုင်မယ်လို့ဒါယူဆရတာပါเนาะအားတော့ဒါဆက်ဆက်ပြီးတော့ဒါဖြစ်လာတဲ့အကြောင်းကိစ္စလေးကိုတွေးမိတာပါเนาะဒါကြောင့်မို့လို့လည်းဘင်္ဂလားဒေ့ရှ်ကဒါ AA ရဲ့လိုအပ်ချက်ဖြစ်တဲ့ခုနလိုအစားကောင်းဆောင်တွေပေါ့နော်ဒီတပ်ဖွဲ့တွေဒီဟိုဟာတွေကိုကောင်းဆောင်တွေကိုပြန်ပြီးတော့ဖန်ဆီးလိုက်တယ်ဆိုတဲ့ဟာပေါ့နော်ဒါတွေကအတူအာနဲ့သူတို့ချိတ်ဆက်တော့ရှိပြီးသားလို့ဒါကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲကြောင့်မို့လို့ A လို့ကျွန်တော်ကတော့ဂျန်နက်ဖွဲ့တွေကိုလည်းလှုပ်စီခြင်းတယ်อืมအခုဒါပညာရေး နဲ့ဝန်ထမ်းနေသူတို့ထပ်ပြန်ပြီးတော့มาပညာရေးဝန်ထမ်းနေပြန်ခေါ်တယ်ဟုတ်တယ်ပြန်ခေါ်ပြီးတော့သူ data တွင်းมาပြန်ပြီးတော့စာတင်ဖို့အတွက်တတ်မှတ်ဟိုအများကြီးအမြင်တတ်မှတ်ရတာမဟုတ်ဘူးပေါ့เนาะတော့တဲ့မှာ၁၀တန်းအောင်ဆိုလို့ရှိရင်သူတို့စီมาလာပြီးတော့มาရှောက်ထားလို့ရတယ်ပေါ့ရခိုင်ပြည်နယ်အတွင်းมาတာဝန်ထမ်းဆောင်ဖို့ပေါ့ဒီဟာကြီးလည်းပြန်ခေါ်ပြီးတော့มาအခုဝန်ထမ်းနေပြန်ခန့်နေရတယ်ရှိတယ်နောက်ပြီးတော့အခုအမ်းมาဆိုလို့ရှိရင် data ကနေပြန်နေဖို့ဆိုပြီးတော့มาမိုင်းထောင်ချီပြီးတော့มา အများကြီးပဲစစ်တပ်ကစစ်တပ်ကမိုင်းတွေပြန်ပြီးတော့มาထောင်ချီးပြီးတော့ပြန်ဖော်ပေးခဲ့တာလည်းရှိတယ်ပေါ့အဲ့တော့စစ်စစ်တပ်ကဟိုကြာဆုံးမှုကတော့အချိန်တန်းနေပြီချိန်တန်းနေအနည်းနဲ့အမြန်ပဲပေါ့စစ်တပ်ကဒီတိုင်းနေကြီးမကြာရှုံးဒီတိုင်းသာနေခဲ့မယ်ဆိုရင်မကြာရှုံးဘာလို့လဲသူ rule လေးနဲ့သူနေရမယ်နေရသူလုံးရမယ်အခန်းကဏ္ဍသူလုံးရမယ်လုံးပိုင်ခွင့်သူကသူအေးအေးဆေးဆေးလေးနေပြီးတော့မှလိုက်လျောညီတွေလေးနေပြီးတော့မှပြည်သူရင်ဝင်ထဲကိုရောက်အောင် ပြည်သူကချစ်တဲ့စစ်သားဖြစ်အောင်လို့နေခဲ့လို့ရှိရင်စစ်တပ်ကလုံးဝဒီနေ့ဒီနေ့လိုမျိုးဟိုပြည်သူတွေကပက်လက်မျောစရာအကြောင်းမရှိဘူးဒါကြောင့်မို့ဒီနေ့အခုကြုံနေရတဲ့ဟာကစစ်တပ်ကပျက်စီးဖို့ကိုတကယ်အချိန်နှန်းနေပြီအဲ့တော့ဟိုကဇင်းဇင်းရောင်းရေးထားသေးရပါတယ်ဟိုက 49တန်းမှုဖြစ်တဲ့အချိန်ဆိုရင်သူကစစ်တပ်ကပြက်ပြီးပြက်ရမယ်အချိန်ပေါ့နော်49ကအများဆုံးပါညာဆိုပြီးတော့အဲသူကတယောက်ကလည်းမေးတယ်ပေါ့ပြည်သူတယောက်ကလည်း49အဘုံမှုတို့ပတ်စင်ကတန်းမှုဖြစ်နေပြီပေါ့နော်ဒါဒါဆိုလို့ရှိရင်ဒါစစ်တပ်ပြက်ဖို့အချိန်တန်ပြီးလို့တပေါင်းရှိခဲ့တယ်ဆိုတာဟုတ်လားပေါ့မဟုတ်အဲ့ဒီဟာတွေမဟုတ်အဲ့ဒီမဲ့ရှေ့မှာစောသေးတယ်လို့အဲ့ဒီရှေ့မှာစောသေးတယ်သူကတောင်းမှုမြင်းဆောင် ကြီးနှစ်တောင်းကြီးကြီးသုံးတောင်းအကြီးသုံးတောင်းအဲကြီးသုံးတောင်းပေါ့တောင်းဦးမြင်းတောင်းကြီးသုံးတောင်းဆိုပြီးတော့ရှိခဲ့တာပေါ့အဲ့တော့ကြီးသုံးတောင်းနေရာအခု blue တွေလဲဆိုတော့ DSC 40တွေ40ရဲ့ကြီးသုံးတောင်းနေအခု40တွေရဲ့တိုင်းမှုတွေဖြစ်နေပြက်ပြီအဲတောင်းမှုမြင်းတောင်းနေကအခုတက်ကြကြီးတွေဒူးရကံပိုးတွေဆက်ဖြစ်ပြီတောင်းမှုငါးလုံးနေရာအခုဒူးရကံပိုးတွေဆက်ဖြစ်ပြီဆက်ဖြစ်ပြီဆိုတော့စစ်တပ်မှာအောက်ခြေအခြားဆင်းမှာလဲသူကအကြီးဆုံးခံရတဲ့ကိုပါလာပြီဒါတောင်းမှုမြင်းတောင်းကဆက်ရောက်ပြီ ကြီးသုံးသောင်းကလည်းတိုင်းမှုဖြစ်ပြီကြီးသုံးကဏ္ဍလည်းပါလာပြီကြီးသုံးကဏ္ဍလည်းပါလာပြီနောက်တစ်ခုက40ခွန်ကလည်းတည်ရင်မှုဖြစ်ပြီစုံစုံနေပြီစုံနေပြီအဲ40ခွန်ကတည်ရင်မှုကလည်း40ခွန်ပဲ 2IC ကလည်း40ခွန်ပဲ G2 ကလည်း40ခွန်ပဲအဲ့မှာမှာယာရုမတက်လို့ကြံခဲ့တဲ့ဘိုးကြီးတွေကြံနေတဲ့40ခွန်နေအဲ့ဒီ900လောက်400 900လောက်မှ40-50လောက်မှ तू က40ခွန်ကသွားပိတ်နေရပေါ့ပိတ်နေတဲ့ခါကျတော့တို့အရင်တော့တပောင်ပြောခဲ့တာက40ခွန်နေအဲ့လောက်များတော့အဲ့လိုပိတ်မယ်ပေါ့နော် ိတ်ပြီးသွားလို့ရှိရင်40ခွန်တရင်မှု40ခွန်2ဝန်စီဆိုတော့တယောက်နဲ့တယောက်အမေရမနာခံတော့ဘူးအမေစောက်ကြောင်းငါသိရဲ့မင်းတိုက်ဘူးမတရင်မှုဖြစ်ပြီးတော့မှမင်းအကြီးတောင်းစောက်ချက်လာတော့လည်းမင်းပုံလောင်းတော့ဘလို့တို့ဘာဖြစ်တယ်ညာဖြစ်တယ်တို့ဒီလိုမျိုးတွေပေါ့တယောက်နဲ့တယောက်အကြောင်းသိရင်ဒီလိုတွေပြန်ပြီးတော့ကလန်လာမယ်ပေါ့တခါဟိုက G2 ကလည်းရုံးပေါ်ကနေပြီးတော့မှတရင်မှုဘာလို့ပါဒူးတရင်မှုဘာလို့ပါဆိုပြီးတော့ညွှန်ကြရင်လည်း ဂျီတူးကိုလည်းပြန်ကလန်ရောက်မင်းဒုံပေါ်မှာထိုင်နေပြီမင်းကိုယ်တိုင်ဆင်းလာခဲ့ပါလားမင်းဟိုတော့ဘလို့နေခဲ့တဲ့ကောင်ညာလို့နေခဲ့တဲ့ကောင်ဆိုတဲ့ဟာတွေအဲ့လိုမျိုးတယောက်နဲ့တယောက်ဟိုဘေးရန်နေစစ်တပ်ကြီးကအမိတ်မနာခံမှုတွေစမယ်ပေါ့စပြီးတော့မှ तू ကပျက်စီးမယ်ဆိုပြီးတော့ပြောခဲ့တာတပောင်ကတော့ဒီနှစ်ခုရှိတယ်ပေါ့အဲ့ဒီတော့အခုလို့ဆိုလို့ရှိရင်ဒါဟိုတောင်းမှုမြင်းဆောင်ကြီးသုံးသောင်းကလည်းစစ်တပ်ရဲ့ထိပ်ပိုင်းနေရာတွေကိုဝင်ယူနေပြီး၄၀ခွန်ကလည်းတရင်မှုဖြစ်နေပြီဒုတိယဗိုလ်မှူးကြီးတွေပတ်ကားတွေဖြစ်ကုန်ပြီဆိုတဲ့အခါကျတော့ ဒါစစ်တပ်ကတော့ပြတ်ဖို့တော့တကယ်အချိန်တန်းနေပါပြီပေါ့ဘလောက်ထိအချိန်တန်းနေပြီလဲဆိုတော့တင်ထားတဲ့နေမြေတွေကတခုမှပြန်မရနိုင်တဲ့အပြင်ရဖို့အတွက်တောင်မှပဲမလုံးနေပေးပြီးတော့မှမင်းတို့တိုက်နိုင်တဲ့ဘောလန်နီယာတွေမနေ့ကဘောလန်နီယာခေါ်ရတဲ့အစီမျိုးဖြစ်သွားပြီကြီးလေတောင်းဝန်ပေးလို့မင်းတော့ကွာဒီဒီတုံးကိုတော့မှတော်တယောက်မှမမနိုင်မမနိုင်တဲ့ခါကျတော့အကုန်လုံးနေကြကွာအဲ့အောင်ဘယ်ကောင်မနိုင်လဲမနိုင်တဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့မှ ခေါ်ရတဲ့အနေအထားမျိုးဖြစ်သွားပြီဘလူးမအဆင်မပြေတော့ဘူးပေါ့နော်အဲ့လောက်ထိလုံနိုင်တဲ့အင်အားမရှိတော့ဘူးအဲ့တော့နေနေမြေတွေပြန်ရဖို့တော့မလုံပြရတဲ့အခြေအနေတွေရောက်နေပြီဖြစ်တဲ့အတွက်စစ်တပ်ကတပေါင်တွေရောအတိတ်တွေရောနမိတ်တွေရောမြေပြင်အခြေအနေတွေရောအကုန်လုံးစုံနေပြီဖြစ်တဲ့အတွက်စစ်တပ်ကတော့ကြာရှုံးချိန်တန်နေပါပြီလို့ပြောကြရင်းနဲ့ကျွန်တော်တို့စက်ကပိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်